ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစာမားတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ thank you ဒီနေ့သတင်းတွေထဲမှာတော့ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်အခြေဆိုင်စစ်ကောင်စီရဲ့တပ်စခန်း၈ခုလုံးကို KNU ကသိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ဖက်ကန်နဲ့ဗမော်ဘက်ကတိုက်ပွဲတွေမှာစစ်တပ်ကဝေဟင်ရောမြေပြင်ထိုးစစ်ပါပြင်းပြင်းထန်ထန်လုပ်နေပါတယ်။ Miss War မြန်မာကိုစားပြုအလှမယ်ကငလီနဲ့ပြည်တွင်းစစ်ကြောင်းကလေးတွေတေဆုံနေရတယ်လို့ပြောလိုက်ပါတယ်။ ASEAN ကလာမယ့်တစ်ပတ်အတွင်းမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အစည်းအဝေးနှစ်ခုကျင်းပဖို့ရှိနေတယ်ဆိုတဲ့အကြောင်းလေးကိုနားဆင်ရဖို့ရှိ ရှိနေပါတယ်ခုတော့နိုင်ငံတွင်းကသတင်းတွေကို တင်ဆက်ပေးမှာပါ။ထိုင်းမြန်မာနယ်စပ်တလျှောက်ဒီတောင်ရင်မြစ်တပေးမှာရှိတဲ့ KNU တပ်မခွနစ်နင်းမြေတဲကစစ်ကောင်စီရဲ့စခန်းအားလုံးကိုသိမ်းပိုက်လိုက်ပြီးဖြစ်ပါတယ်။စခန်းအားလုံးကိုသိမ်းပိုက်လိုက်ပြီးဖြစ်တဲ့အကြောင်း KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။ မေလ21ရက်နေ့မနေ့ရက်တုန်းကတော့ဒီတိုက်ပွဲဝင်တပ်ဖို့တွေတပ်မှုတွေနဲ့ရဲဘော်ရဲဘက်တွေကိုဂုံပြုအခမ်းအနားကျင်းပပေးခဲ့ပါတယ်။တောင်ရင်မြက်ခြေစားစစ်ကောင်စီတပ်ရဲ့စခန်း၈ခုလုံးကို KNU ကသိမ်းပိုက်လိုက်ပြီဖြစ်လို့အဲ့ဒီဒေသမှာတော့စစ်ကောင်စီကကင်းစင်သွားပြီလို့ဆိုရမှာပါ။အဲ့ဒီစခန်း၈ခုကို2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့ကနေ2025ခုနှစ်မေလ19ရက်နေ့ထိ၅လအတွင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါအပြင်ဒီရက်ပိုင်းမှာဆိုရင်လည်းမြောက်ရီမျိုးတောင်ဘက်ဒေါနာတောင်အရှိတ်ဘက်ချမ်းမှာတက်ဆွဲထားတဲ့စကောင်စီရဲ့ကနေလေးစခန်းအပါအဝင်တက်စခန်း၄ခုကိုစပြီးတော့တိုက်နေကြပြီဖြစ်ပါတယ်။ဒါကြောင့်မြေပြင်မှာတိုက်ပွဲတွေကပြင်းထန်နေပါတယ်။ကချင်ပြည်တဲကဖကန်နယ်ဗမော်ဘက်မှာတော့တိုက်ပွဲတွေကပြင်းပြင်းထန်ထန်ဖြစ်နေပြီးစစ်ကောင်စီကဝေဟင်ထိုးစစ်တွေပါလုပ်နေပါတယ်။ဖကန်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်ရေးစူးစမ်းနေတဲ့စစ်ကောင်စီတပ်ကစစ်ကြောင်းကို၃ချောင်း ဖွဲ့ပြီးမြေပြင်ထူးစစ်ကိုအကြီးအကျယ်လုပ်နေတာတော်တော်လေးကြာပြီလို့ဆိုရမှာပါဒီရက်ပိုင်းမှာတော့လေချောင်းတိုက်ခိုက်မှုတွေပါဇက်တိုက်လှုပ်လာတယ်လို့ဒေသခံတွေကပြောပါတယ်မြေပြင်မှာတော့တရားညီနောင်နာအထီတိုက်ပွဲတွေကပြင်းထန်နေပါတယ်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူပေါင်းအဖွဲ့တွေကလည်းဗမော်မျိုးသိမ့်ပိုက်နိုင်ရေးအပြင်းထန်ထူးစစ်ဆင်နေတယ်လို့စစ်တပ်ကလည်းဖက်ကန့်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်ရေးဝင်ဟင်ရောမြေပြင်ကနေပါထူးစစ်တွေတုံးနေပါတယ်မြို့တော်မြကြီးနားမှာတော့မြို့ ့တွင်မှာတမကအမျိုးပြင်မှာပါအစစ်စေးဂိတ်တွေချပြီးတော့အစစ်ကောင်စီတပ်ဖွဲ့တွေကအစစ်စေးတွေတင်းကျပ်ထားလိုက်ပါတယ်မြကြီးနားကလူငယ်တွေဟာအပြင်သွားရင်တော့မှဖုန်းကိုမယူသွားရဲတဲ့အနေအထားမျိုးတွေဖြစ်နေတယ်လို့မြို့ကန်တွေကပြောကြပါတယ်ရန်ကုန်မြို့မှာတော့ဗိုလ်ချုပ်တွေတောင်မှမလုံခြုံတော့တဲ့အနေအထားမျိုးတွေဖြစ်လာနေပါတယ် စစ်ကောင်စီရဲ့အငိမ့်စာဘူချုပ်ဝနကျော်ထင်းချိုထွန်းအောင်ဟာရန်ကုန်မြို့မှာပြစ်ခတ်တပ်ဖြတ်ခံလိုက်ရပါတယ်စစ်ကောင်စီရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတူမှာနိုင်ငံတော်လုံခြုံရေးနဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေကိုတင်ကြားပေးနေတဲ့သူဖြစ်ပါတယ်ဒီနေ့မနက်မှာပဲရန်ကုန်မြို့က A1 လမ်းမပေါ်မှာရှိတဲ့သူ့ရဲ့အိမ်ရှိမှာပဲအပြစ်ခံလိုက်ရတာဖြစ်ပါတယ်မြို့ပြပျောက်ကြားအဖွဲ့ဝင်တွေက ပြစ်ခတ်ခဲ့တာလို့ Golden Valley Warriors အဖွဲ့ကထုတ်ပြန်ထားပါတယ် ဘူချုပ်ချုံထွန်းအောင်ဟာအငိမ့်စားယူထားပေမဲ့ဒီနေ့အချိန်တည်းစစ်ဘက်တင်ကြားရေးအရာရှိအဖြစ်လုံနေသူလို့ဆိုပါရယ်နေပြည်တော်ကနိုင်ငံတော်ကာကွယ်ရေး NDC တက်ကတူမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတင်ကြားပူချမှုတွေလုပ်ပေးနေတာဖြစ်ပါရယ်2023ခုနှစ်ကပဲစစ်ကောင်ဆောင်ဘူချုပ်မူကြီးမင်းအွန်လိုင်းကဝနကျော်ထင်ပွဲတစ်စိတ်ကိုပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါရယ် ငလျင်နဲ့ဒီပြည်တွင်းစစ်ကြောင်းကလေးငယ်တွေတိတ်ဆုံနေရတယ်လို့ Miss War မြန်မာကိုစားပြုအလှမယ်ကပြောလိုက်ပါတယ်မြန်မာကိုစားပြုအလှမယ်ခီစာခင်ကငလျင်နဲ့ပြည်တွင်းစစ်ကြောင်းကလေးတွေအများကြီးတိတ်ဆုံနေရတယ်လို့အိန္ဒိယနိုင်ငံမှာကျင်းပတဲ့ Miss War ပြိုင်ပွဲမှာပြောလိုက်တာဖြစ်ပါတယ်မေလ22ရက်နေ့မနေ့က Miss War ရဲ့ Head to Head Challenge တင်ဆက်မှုမှာမြန်မာအလှမယ်ခီစာခင်ကအထူးကြောင့်ကြပြာကိုရုပ်စုပြီးတော့ထုတ်ပြောလိုက်တာဖြစ်ပါတယ်အဲ့ဒီကြပြာ ာကိုကလေးတွေအားလုံးအတွက်ရင်ထဲကနေနှနေစွာနဲ့ကျမရုတ်ဖတ်လိုက်တာပါငလီနဲ့ပြည်တွင်းစစ်မှာတိတ်ဆုံးခဲ့ရတဲ့ကလေးတွေအတွက်စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်သူတို့လေးတွေကောင်းရမွန်ရရောက်ကြပါစေလို့လည်းဆုတောင်းပေးတယ်လို့သူမပြောဆိုထားပါတယ်2023ခုနှစ်ကနေ2025ခုနှစ်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကျောင်းပေါင်း240ကျော်ထိမှန်ပျက်စီးခဲ့ရတယ်လို့လည်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်မေလ 12ရက်နေ့ကလည်းဒီ စကိုင်းတိုင်းတပည့်ရင်မြို့နယ်အိုးတိန်တွင်းရွာကစက်တင်ကျောင်းဟာလေကျောင်းကနေတက်ခိုက်ခံခဲ့ရလို့ကလေး22ယောက်နဲ့ဆရာမ2ယောက်သေဆုံးခဲ့ပါတယ်။လက်ရှိမှာတော့မြန်မာပြည်သူတွေဟာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေအများကြီးလိုအပ်နေတယ်လို့လည်းအသက်18နှစ်အရွယ် Miss War မြန်မာကိုစားပြုအလှမဲ့ခီစာခင်ကအပွဲမှာပြောဆိုလိုက်ပါတယ်။82ကြိမ်မြောက် Miss War အလှမဲ့ပြိုင်ပွဲကိုတော့မေလ9ရက်နေ့ကနေ31ရက်နေ့အထိအိန္ဒိယနိုင်ငံ Hyderabad မြို့မှာကျင်းပနေ ေပြီးနိုင်ငံပေါင်း108နိုင်ငံကအလမယ်တွေပါဝင်ရှင်ပြိုင်နေကြပါတယ်။အခုဆက်ပြီးတော့ကမ္ဘာနဲ့ဒေသတွင်းကသတင်းတွေကိုပြောပြမှာပါ။နိုင်ငံတကာရေပိုင်နက်ထဲမှာဘေးနိုင်ငံအလံမမထောင်ထားတဲ့ရေနံတင်သင်္ဘောကြီးတွေရှိနေပါတယ်။ဒါကိုအနောက်တိုင်းသတင်းစာတွေကတော့ Shadow Fleet အရိပ်သင်္ဘောကြီးတွေလို့ခေါ်ပါတယ်။ ရေနံတွေလက်နက်တွေကောက်ပဲသီးနှံတွေတင်ထားတဲ့အဲ့လိုမျိုးအရေးသင်္ဘောကြီးတွေဟာယာကနန်းရှိတယ်လို့လည်းဆိုထားပါဗျ။ဒါဟာစီးပွားရေးပိတ်ဆို့ခံနေရတဲ့ရုရှားကသူ့ကုန်ပစ္စည်းတွေကိုကမ္ဘာအနှံ့ကိုပို့နေတာလို့စွပ်စွဲချက်တွေ ရှိပါတယ်။ပြီးခဲ့တဲ့တစ်ပတ်မှာတော့ပိုင်ရှင် အစ်စ်မန်ပေါ်လာခဲ့တယ်လို့ဆိုပါတယ်။မေလ23ရက်နေ့မှာအလန်ထောင်မထားတဲ့သင်္ဘောကြီးတစ်စီးအက်စတိုနီးယားရေပြင်မှာရောက်လာတဲ့အတွက်အက်စတိုနီးယားရေတပ်ကစစ်ဆေးဖို့လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ ရုရှားလေတပ်က SU-35 လေယာဉ်တစ်စီးဟာတင်မောကြီးကိုကာကွယ်ဖို့ရောက်လာခဲ့ပါတယ်။ဒါကြောင့်ဒီအရေးတင်မောကြီးတွေဟာ Kremlin နန်းတော်နဲ့ဆက်ဆက်နေတယ်ဆိုတဲ့အထောက်အထားကိုနိုင်ငံတကာကရလိုက်ကြပါတော့တယ်။ဒီရက်ပိုင်းမှာပဲရုရှားရဲ့အရေးတင်မောကြီးနောက်တစ်စီးကိုပိုလန်နိုင်ငံကကြားဖြတ်မောင်းထုတ်ခဲ့ပါတယ်။ဆွီဒင်နဲ့ပိုလန်နိုင်ငံကြား Bodis Pinley ရေအောက် Kiberina မှာမတင်ငါပွဲရှိလို့ပိုလန်စစ်တမောတွေကတားဆီးခဲ့တာလို့ဆိုပါတယ်။နောက် င်းမှာတော့အဲ့ဒီရုရှားအရေးတင်မောဟာရုရှားကစစ်ကမ်းတစ်ခုကိုစိုက်ကပ်သွားခဲ့တယ်လို့ဆိုပါတယ် အာဆီယံကလာမယ့်တစ်ပတ်အတွင်းမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အစည်းအဝေးတစ်ခုကိုကျင်းပဖို့ရှိနေတယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အစည်းအဝေးနှစ်ခုဟာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပဲအဓိကထားဆွေးနွေးမှာဖြစ်ပြီးတခြားအကြောင်းအရာတွေပါမှာမဟုတ်ဘူးလို့အာဆီယံအဖွဲ့ကြီးရဲ့အတွင်းရေးမှူးချုပ်ကပြောပါတယ်။အဓိကအားဖြင့်တော့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်နဲ့ပတ်သက်ပြီးဆွေးနွေးမှာလို့ဆိုပေမဲ့အသေးစိတ်ဆွေးနွေးမယ့်အကြောင်းအရာတွေကိုတော့ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။အစည်းအဝေးနှစ်ခုဟာမလေးရှားနိုင်ငံမှာကျင်းပမှာဖြစ်ပေမဲ့ဘသူတွေတက်ရောက် မယ်ဆိုတာကိုလည်းမပြောထားသေးပါဘူးမြန်မာနိုင်ငံရဲ့အနာဂတ်ရေးနဲ့ပတ်သက်လို့ချက်မှတ်ခဲ့တဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ဟာလည်းစစ်ကောင်စီကလိုက်နာဆောင်ရွက်မှုမရှိခဲ့တာကြောင့်အလုံးမဖြစ်ခဲ့ပါဘူးမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်တယောက်ရှက်ဒေါသဖြစ်ရတဲ့အဖြစ်ပြက်ဖြစ်ပွားခဲ့ပါတယ်ဗုဒ္ဓဦးနေ့ကနိုင်ငံတော်ရေတပ်ရဲ့ဒုတိယအကြီးဆုံးဖြတ်တင်မိုကြီးရေးချတဲ့အချိန်မှာပျက်စီးသွားခဲ့တာမို့လို့ကင်ဂျုံအန်တယောက်ဒေါသဖြစ်နေခဲ့တာပါ ဲ့ဒီနေ့ကတန်9000ရှိတဲ့မြောက်ကိုရီးယားရေတပ်ရဲ့ဖြတ်သင်းမော်ကြီးရေချတဲ့ပွဲကိုခေါင်းဆောင်ကြီးကင်ဂျုံအန်ဟာတမိဖြစ်သူနဲ့အတူတက်ရောက်ခဲ့တယ်လို့နိုင်ငံပိုင်ရုပ်သံကနေလည်းတရိုက်ထုတ်လွှင့်နေကြတာပါသင်းမော်ရေချပွဲကိုနိုင်ငံရဲ့အရှိမြောက်ပိုင်းချောင်ချင်းစိတ်ကမ်းမှာကျင်းပခဲ့ပြီးရေချချိန်မှာဟန်ချက်ပြက်ပြီးတော့ပြုတ်ကျသွားခဲ့တာပါအဲ့ဒီနောက်မှာတော့သင်းမော်ရဲ့ဝမ်ပိုက်ပေါက်သွားခဲ့ပါတယ်ဒီအဖြစ်ပြက်ကိုကင်ဂျုံအန်ကစစ်တပ်အရာရှိတွေနောက်ပြီးတော့သိပ္ပံပညာရှင်တွေနဲ့ သင်္ဘောချင်းတာဝန်ရှိသူတွေကိုအပြစ်တင်ခဲ့တယ်လို့ကိုရီးယားဗဟိုသတင်းအေဂျင်စီကထုတ်ပြန်ပါတယ်။ကင်ဂျုံအန်းကဒီအဖြစ်ပြက်ဟာလုံးဝပေါ်ယုံမှုကြောင့်ဖြစ်ပွားခဲ့တဲ့ဆိုးရွားပြင်းထန်တဲ့မတော်တဆမှုနဲ့ရာဇဝတ်အပြုအမူဖြစ်တယ်ဆိုပြီးတော့နိုင်ငံပိုင်ရုပ်သံဌာနမှပြောထားပါတယ်။နိုင်ငံကစစ်ရေးလေလာသူတွေကတင်မောရေချပွဲမအောင်မြင်ပေမဲ့လည်းဒါဟာမြောက်ကိုရီးယားကရေတပ်ကိုခင်မီရေတပ်ဖြစ်လာစေခြင်းနဲ့ ကင်ဂျုံအန်းရဲ့ဆန္ဒကိုတက်သိပြနေတယ်လို့ဆိုပါတယ်ရှင်။ ဒီနေ့ရဲ့အစီအစဉ်ကိုကျွန်တော်တို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မင်းမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။